မင်္ဂလာပါရှင်ဝတ်တောင်းမီဒီယာ channel ကနေပြီးတော့ပြန်လည်တွေ့ဆိုလိုက်ပါတယ်ရခိုင်နယ်နဲ့ကိုင်အဖွဲ့ AA က NASA ကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာရပ်ပေါင်း900နေပါရှိနေပြီဖြစ်ပါတယ် AA ဟာ NASA ကတက်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ရခိုင်ပြည်နယ်အတွင်းမှာမြို့ပေါင်း14မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့လက်ရှိချိန်မှာထိန်းချုပ်ထားတဲ့မြို့တွေမှာအောက်ချုပ်ရေးလုပ်ငန်းတွေအကောင့်ထည့်ဖော်ဖို့ကြိုးပမ်းနေပါတယ် A အဖွဲ့ထိန်ချုပ်မှုအောက်ရောက်ရှိနေတဲ့ရခိုင်ပြည်နယ်အတွင်းကမြို့တွေမှာနေထိုင်နေသူတွေဟာစားဝတ်နေရေးအဆင်မပြေမှုကုန်စည်နှုန်းကြီးမြင့်မှုတွေအပြင် AA UNL အဖွဲ့ဝင်တွေရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေကိုရင်ဆိုင်နေရလို့သတင်းတွေလည်းထပ်ပေါ်နေပါတယ်။ဒီဥဒဏ်ပိုင်းထဲမှာ AA အဖွဲ့ထိန်ချုပ်မှုအောက်ရောက်ရှိနေတဲ့ရခိုင်ပြည်နယ်အတွင်းကမြို့တွေမှာနေထိုင်နေရသူတွေရဲ့လက်ရှိတွေ့ကြုံနေရတဲ့အဖြစ်အပျက်အကြောင်းအရာတွေကိုရခိုင်တောင်ပိုင်းသားလေးမောင်အေးရွှေနဲ့ က်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like ရန် share လုပ်ပေးပါအောင်ရှင်။မင်္ဂလာပါအကိုကြီးအကိုကြီးအေးအေးထင်းချုံမှုအောက်မှာရောက်ရှိနေတဲ့မျိုးတွေရဲ့လက်ရှိခြေအနေနဲ့ပတ်သက်ပြီးတော့လေအကိုကြားသိရတဲ့လောက်လေးပြောပြပါအောင်နော်ကျွန်တော်စိုးပါရယ်ကျွန်တော်ကြားရတဲ့လောက်တော့စိုးပါရယ်လမ်းထက်တိမှာတောင်ပိုင်းပါရယ်ကျွန်တော်ကကြတောင်ပိုင်းကဆိုတတ်တာ တောင်ပိုင်းနဲ့ပဲအဆက်အသွယ်ရအောင်လမ်းထက်ဒီမှာတောင်ပိုင်းစကားပြောတာဆာရေကောင်လေးနဲ့တွေ့လို့အဆင်မပြေတဲ့ဒီလိုတချို့တချို့ဆိုပွားပိုင်လာလောက်ရလို့တော့ပြောရင်ဒီလောက်တွေတော့ဆိုးပါတယ်တို့ထိန်းချုပ်ထားတဲ့မြို့ဆိုတဲ့နေရာမှာပြီးတော့စာမတက်ပေမတက်စိုက်ကသမားလည်းအုပ်ချုပ်ရေးမှုဖြိုက်မိုးရံပိုက်ဆိုင်တဲ့အကောင်ငါဖမ်းတဲ့အကောင်ဒီလိုအကောင်ကလည်းတော့ဒီဟာမှုဟိုဟာမှုဒီဟာမှုဖြိုက်နေတဲ့အခါတော့ ပြန်ရှင်းနိုင်ပြန်ထင်ရှင်းနိုင်ထင်လို့ရအောင်သူကကြီးရှင်းနဲ့ကြီးနေရရထင်နိုင်ကြီးနေရရတော့သူထိချုပ်ထားတဲ့မြို့ပေါ့အဲအပြင်ပန်းမှာတော့အလှဆင်ထားတဲ့ဆင်တော့ဆင်တော့မှာပေါ့လူမြင်ကောင်းအောင်မီဒီယာတွေအပေါ်မှာချူလို့ရအောင်လို့အထက်မှာတော့အင်မတန်မောက်ပုတ်ပွားနေတဲ့သူထိချုပ်ထားတဲ့မြို့ပါကျွန်တော်ကြားရတာလဲတော်တော်ဆိုးပါရဲ့ခိုးရပါပစ္စည်းပြန်ပြီးဖို့အာရဲ့လိုမျိုးတွေလည်းကြားပါရဲ့တိုးတယ်စားဖမ်းမိတာမှလည်းမသိတဲ့ခိုးခိုးရပါပစ္စည်းကိုပြန်ပြီးဖို့တဲ့ ဲသူရတော့အတူကိုယ်မကိုယ်ရတော့ကိုကိုယ်တိုင်းမမြင်ရတဲ့အတွက်တော့မပြောကားရဟာလောက်နေကြတော့အဆင်မပြေလေကျွန်တော်ကြားတာတော့ဤသူတွေခိုဤသူတွေပဲခိုရတဲ့အဲ့လိုတော့ပြောရင်ဒါပေမဲ့ခိုးဟာတော့မမြင်ခါရပါဘူးကိုမြင်ခါရတဲ့ခိုးတဲ့အရာတွေကတော့တိတ်ပြီးတော့တန်ဖို့မရှိတဲ့ကထဲတာတော့မပြောရသူထင်းချုပ်လာတဲ့မြို့မှာဘုံပေါ့ရေခထောက်ပြင်းမိုင်းမိုင်းကိုရေရလောက်ပါပဲပြီးတော့သူတွေမိုင်းရှင်းကြရလို့တော့ပြောပါပဲဇာနီကမရှင်းကြတော့မသိဘူး ဟိုလက်ရှိမှာတော့ရဲတခိုင်ကိုဆက်သွင်းပြီးတဲ့အခါအဆင်ပြေတဲ့နေရာထိုင်ရတာအကုန်လုံးပါရဲ့စားတော့အစားအဆင်ပြေမပြေလို့လည်းမရဘာဖြစ်လို့လဲဆိုတော့တော်တော်များများဖုံးပြောဖို့အခက်အခဲရှိတဲ့အချိန်အခါမျိုးနဲ့ကြုံနေရခါကြလေသူရှိတဲ့နေရာနားမှာပဲဖုန်းကပြောလိုက်ရတယ်။ဒီခါကျတော့သူရှိမှာအဆင်မပြေတဲ့အကြောင်းပြောရင်တော့အေးလူကတော့ဘန်းခံရဖို့ပါဘူး။ဒါတော့ပါပဲ။ ။နောက်တစ်ခုကလေအကိုအေအေယူအန်အေဘေကရခိုင်ပြည်နယ်အတွင်းမှာအများပြည်သူပိုင်းပစ္စည်းတွေကိုလုယူခိုးယူတာပဲရှိရလို့သတင်းတွေထွက်ခဲ့တယ်နော်။အကိုရောတွေးကြုံမူလာရင်ပြည်သူပိုင်းပစ္စည်းတွေကိုအဲ့လိုလူဟာတွေပါရတော့ကျွန်တော်မမြင်ဘူး။ဒါပေမဲ့ခိုးဟာတော့ပြောလို့ရရေဆိုတာကကျဲကျွန်တော်ကျွန်တော်အတိအိမ်တိမ်ရနေယူလာကျွန်တော်အဲ့ပစ္စည်းတွေပြောင်းလို့လာပါ။သူကပြောင်းမယ်မနေ့မနေ့ပြန်ကြရင်တော့ဒီအိမ်ကပစ္စည်းတွေပြောင်းမယ်ဆိုပြီးကျွန်တော်ကရိတ်အိမ်မှာထား ်ထားတဲ့ချိန်ကရေကောင်တွေကရေကောင်ဝင်လာဝင်လာပြီးတော့သူအိုးတွေပကန်းတွေကြိုက်တလို့အာလောက်ပခါပေးလို့ကြမ်းလို့ဘာလဲတိတ်တိတ်တက်လည်းမဟုတ်သူကရေအိမ်တိန်လို့ရှုပ်ပေါအောင်လောက်ပခါပြီးတော့ရေအိမ်မှာကြီးတဲ့ဟိုတန်ဖိုးမရှိတဲ့ပစ္စည်းတော့ပဲဒါတွေအင်ဂျီပေါင်းမီတွေတော့ယူလာရတယ်ဒါဆိုမျက်မြင်ကိုတွေ့ပါလားလူရတော့ကျွန်တော်မမြင်ဘူးတည်င်းတွေထွက်ခါရေဆိုတော့မှန်လို့ပြောလို့ရပါတယ်သူကခိုးပါတယ်ကျွန်တော်ကြားရတယ်ပြောရလို့ရှိရင်တော့ အဲ့လိုသူတယ်လာတာတွေတော့အဲတော်တော်တန်ဖို့ကြီးတဲ့ပစ္စည်းရောတန်ဖို့မကြီးတဲ့ပစ္စည်းရောသူတယ်လာရယ်ဆိုတာကြားရယ်တို့ဝင်မလဲကျွန်တော်မျက်စိနဲ့မမြင်ကျွန်တော်မျက်စိနဲ့မြင်ဟာတော့ကျွန်တော်အတိအိမ်တိမ်မှာသူနီလာရယ်စခန်းရှာလာရယ်ပြီးတော့သူအိမ်တိမ်လုံးကိုပွက်လုံးရိုက်အောင်ပြင်မခါရဲ့အိမ်ရဲ့ပစ္စည်းတွေသူယူလာရယ်ဘာဖြစ်လို့သူလိုတက်အပ်ပြောနိုင်လဲဆိုတော့ရဲ့အချိန်မှာရဲ့အနီအနာဝမ်းချိန်မှာသူပဲဟိလို့ကြောက်တို့ပဲဟိဆိုတာလဲကျွန်တော်ကိုယ်နဲ့ကျွန်တော်မျက်စိနဲ့မြင်ခါရင်းနာမှာတို့တွေစခန်းချနေအောင်ကျွန်တော်မြင်ခါရဲ့ နောက်နေ့တော့ရဲ့အိမ်ရပစ္စည်းတွေကတော်တော်များများတဝက်လောက်ပြီးတော့သူတည်လိုက်တန်ဖို့မရှိတဲ့အင်ဂျီပေါင်းကြီးအစားပါပြီးတော့ရခိုင်ပြည်နယ်ဟာမိုးကမုန်တိုင်းကြောင့်အခက်အခဲဖြစ်နေရခြင်းမှာအေအေကထိုးစစ်ဆင်တိုက်ခိုက်မှုတွေဖြစ်လာခဲ့နော်ရခိုင်ပြည်နယ်မှာရပ်ပေါင်း900ကျားတိုက်ပွဲတွေဖြစ်ခဲ့တယ်ပြည်သူတွေကလည်းအခက်အခဲများစွာလက်ရှိရင်ဆိုင်နေရလို့ကြားသိရတယ်အေအေအနေနဲ့ရခိုင်ပြည်နယ်မှာနေထိုင်တဲ့သူအလုံးအတွက် စာဝိနေရေးအဆင်ပြေအောင်လုပ်ပေးနိုင်မယ်လို့အခုထင်လာရင် မောကမုံတိုင်းဖြိုက်တော့လာလေသူတို့တွေအနေနဲ့တချို့ကတော့မိခွန်းထုတ်ကပါရဲ့အစားကြောင်မလောက်အဲ့နေအောင်ဒီအဖွဲစီရဆိုပြီးတော့သူတို့နဲ့မဆိုင်တဲ့အဲ့လိုမျိုးတော့သူတို့ဘက်ကပါတဲ့အစွမ်းရောက်တချို့ကတော့ပြန်ပြီးရှေးပါတော့ကျွန်တော်မန့်နေမှာဖတ်ခါရပါတယ်ဒါတော့ခဏချီထားလိုက်ပါရခိုင်ပြည်နယ်မှာငါရပောင်း900ရာတဲ့တိုက်ပွဲတွေဖြိုက်ခါရဲဖြိုက်နေတုန်းဒီအခုချိန်ဒီတဲ့တော့သူစောင်းဝယ်နေအစဉ်ပြေအောင်လုပ်ပြနိုင်မလို့ကျွန်တော်မထင်ပါဘူး။ဒါပေမဲ့လို့သူတို့တောင်မှထင်ထင်ရှားရှားနဲ့နေရရ ဘူးအချိန်မှာသူသူတော့ကပုံပေါ်တင်နေမနေဝတ်တိပါဟိုเจ้าမှာကုတ်ဒီเจ้าမှာကုတ်နေဟိုမှာဘုံကျဲဒီမှာဘုံကျဲရဲ့လိုအခြေအနေမျိုးမှာဒေလူတွေကိုစောင့်ဝတ်နေဖူလိုအောင်လုပ်ပြီးလို့ဆိုတာမဖြစ်နိုင်ပါဘူးညအเจ้าလည်းသူဒီလက်ရှိရခိုင်ပြည်နယ်မှာကြံနေတဲ့လူတွေကိုသူရဲ့ဆွေမျိုးတောင်းရှင်တော်ဆက်လူတွေကနေပြီးတော့နိုင်ငံခြားတွေဒီမားဒီမှာရောက်နေတဲ့လူတွေကပေးတာလွှဲပြီးရတာတွေပါလေဟိပါတကယ်လို့ကသူတို့ကဖူလုံအောင်ထားနိုင်လို့ဆိုဒီလူတွေလည်းလွှဲပြီးနေစရာမလိုလေး တူကိုနိုင်တော့မှစန္ဒပြင်းနဲ့ပေတာငါးခါကောက်ပါဘူးငက်ပြဲလို့ရဲ့လိုပဲပြောလိုက်ရအောင်ပေါ့တူလုံးပြနိုင်လို့ဆိုတာမဖြိုက်နိုင်ပါဘူးဒါပေမဲ့တူကတူရဲ့ဒီမှရှိရတူကစိုက်တိုက်ဖို့ဒီလူတွေကျွေးဖို့မဟုတ်ဘာမှလည်းမလုံးပြနိုင်ပါဘူးတူတွေမထင်ပါမထင်ပါအဲ့ကတူတွေကလုံးဝအာနာတရားရခိုင်လို့ရလာလို့ဆိုပြီးတော့မပြောတတ်ပါဘူးအခုတချို့ရှင်ဒီမျိုးမှာလည်းသူတို့လုတ်ပြနိုင်လို့အရေးရှင်မျိုးကျွန်တော်မမြင်ပြီးတော့လေအကို အေးအဖွဲတွေကကိုရခိုင်လူမျိုးချင်းချင်းကိုဖိနှိပ်အနိုင်ကျင့်တာတွေရှိရလို့ပြောကြတယ်။အဲ့ဒါကရော အမှန်ပဲလားယင်။အကိုရောတွေးကြုံခဲ့ဘူးသလား။အေးရဲ့လို့သူရခိုင်လူမျိုးတိုင်းအပေါ်မှာဖိနှိပ်ရှုပ်ရှင်အနိုင်ကျင့်တာတော့ကျွန်တော်ကတော့မသိ။ကျွန်တော်ပြုံခါရရကျွန်တော်ပန်းဝင်ကျင်ကအဲတော်တော်များများလူတော်တော်များများပါပြုံခါရရကတော့အနိုင်ကျင့်။အဲစကားရှိတခွန်းပါကျွန်တော်အခုပြောနေတယ်ကျွန်တော်လီတန်းအစာတူတွေကမပြတ်ကျွန်တော်တွေကဆိုရခိုင်အတုပါ အဲလိုမောစာဖြိုက်ချောင်းရဲလိုရဲလိုလီတန်မျိုးနဲ့ပြောမှာပဲသူကအဆင်ပြေတာအခုံကြီးအဲရဲလိုရဲလိုကျွန်တော်ရဲ့ရှင်းရှင်းပြောရရင်ဟိုကျွန်တော်ကကြတော့သာလီစွာပါစွာတော့မှကျွန်တော်လွားခိုင်းနှစ်နိုင်သုံးနိုင်လောက်မှကောက်ဘူးကသူကတယောက်တယောက်နှုတ်တာလီစွာပါနှုတ်ဆိုင်ရှင်ကျွန်တော်ကတာလီစွာအစမ်းမ်းတော့မသိရဲ့အဲ့လိုကျွန်တော်ရခိုင်အတုလို့ပဲသူကထင်ရှင်ဆောင်ထင်ဒါကျွန်တော်ရဲ့ထုံးတန်းစင်လာရပါလား စကားတန်ရှိအစားတို့ဘာမှအနိုင်ကျင့်ပြီးတော့ခံရရင်ကျွန်တော်မျက်မြင်ကိုယ်တွေ့အနေနဲ့ဆိုလို့ရေဟိုတို့တောင်ကုန်းမြို့ထဲကိုဝင်လာတဲ့အချိန်မှာကျွန်တော်ပေါ်လာတယောက်မှအေး तू က तू ကစိုက်ဖြိတ်နေရဖြိတ်တယ်ဆိုတော့ तू ကအိမ်မှာရှိတဲ့တရိတ်ဆန်တွေကို तू ကနောက်တနေရာကိုပို့တင်းမောနဲ့ပို့တဲ့အချိန်မှာ तू ကတရိတ်ဆန်တကောင်ပျောက်နေတယ်ပျောက်နေတဲ့အတွက် तू ကလမ်းပေါ်မှာထွက်ပြီးရှာတဲ့အချိန်မှာအေးရစိုက်တာတကောင်မက်အစားထွက်လို့အောင်လေသူကသူ့စိုက်ပြောက်လာလို့လိုက်ရည်လို့ပြောတယ်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ပေါ်တာကိုသူကပေါ်ပိုက်ပြီးရိုက်လိုက်ပါတယ် ဒါကမထိတ်သိမှာကျွန်တော်အိမ်မတန်းမှရှုံချပါတယ်တကယ်တကယ်တမ်းဒါအဲ့လိုကိုရှင်းစာလေးရှိတဲ့စိုက်တာတွေကူကူတိုင်းတော့ဝင်ပြီးတော့ရှာပြီးလိုက်ရဖို့ဒီရပြောက်နေတဲ့စိတ်တကောင်ဒါမှမဟုတ်ပါ तू ဟာကျွန်တော်ပေါ်တော့ပတ်တက်လိုက်ပါတယ်လက်လန်းထွက်လာလာနေဆိုပြီးတော့အဲလီတန်ကအစဟိုအစစရရကျွန်တော်ဖိနှိပ်ခံရတာဖြစ်ပါတယ်လက်ရှိအချိန်မှာလည်း तू အနိုင်ကျင့်နေဆိုတော့ကျွန်တော်ပြန်ကြရပါတယ်မျိုးပေါ်ဒီမှာလည်းဘိုးလူကိုပတ်ပတ်ဒီလူကိုနားတန်းတယ် အဲ့လိုသူ့ကိုယ်နဲ့ပတ်သက်ရေဆိုတော့အဲသူရဲ့ခေါင်းဆောင်လို့လို့ဘာလို့များလို့စိုက်ကောင်းသမားတွေအရင်တော့ကကြတော့ဟိုငါးဖန်းနဲ့ကောင်းလေးရဲ့လိုကောင်းလေးအစားအုပ်တွေမထောင်ထောင်ကြောကြောဖြိုက်နေကြတယ် right ဘာမှမသိတဲ့ဘလောက်ပဲစာတတ်တဲ့ဘလောက်ပဲပညာရတဲ့ရဲ့လူရတော့ရဲ့စိုက်ကောင်းသမားတွေကမှအခုရှင်ပြီးတော့အနိုင်ကျင့်ခံနေရတယ်ကျွန်တော်ကွန်ကားရတော့ကျွန်တော်ဘော်ဒါတယောက်ကိုတရိတ်ဆန်တကောင်ပျောက်လာလို့ဆိုပြီးသူကလမ်းပေါ်ထွက်ချင်ရဲ့အချိန်မှာပေါ့တိုက် ပြီးတော့ကျွန်တော်ကိုလည်းရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံလိုက်ကျွန်တော်ကိုလည်းနှစ်ပြားမှတန်းအောင်ပြောဆိုလိုက်သူပြောတဲ့စကားကိုကျွန်တော်ပြန်ပြီးပြောပြလို့ရရင်ဆက်ဆံလိုက်ရတော့ဘယ်လိုလဲဆိုတော့ဟိုဆေးပဲဆေးတိုင်းဖိုင်ပေါ့ရတော့ကျွန်တော်ဆဲလိုက်ပါကျွန်တော်အရှိမနေတဲ့ကျွန်တော်အရှိရနေပြီးတော့သူ့ကိတ်ကိုဖြတ်လာတဲ့မျိုးသမီးတယောက်ကလည်းသူ့ကိုဆင်နေရေအဲရဲလူရဲလူမျိုးတော့ဟိဟိုကိုထိလိုက်ရောက်တော့ကျွန်တော်ရိတ်ခုနပြောတဲ့ကျွန်တော်ပေါ်လာတယောက်သူ့ပအတက်ရတော့ကျွန်တော် ကျွန်တော်တိလိုက်ရပါတယ်ဒီလောက်ပါပဲနောက်ပိုင်းမှာလည်းသူတို့ရဲ့လုံလုံလောက်ပါဆပိုက်လို့ဆိုတခုတော့မဟုတ်သေးဘူးအချိန်မှာတော့သူတို့ကခီတင်လက်တွေဖြိုက်နေတယ်လေနောက်ပိုင်းကျလည်းဖြိုက်လာမှာပါအခုချိန်ကတော့ဟိုအမောင်ဖုံးနေရတဲ့လူတွေများတဲ့အချိန်မှာတော့သူတို့တွေအပြိုက်မမြင်စိုက်ရီကာလာဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့ဒီကောင်ကြီးလှုပ်ရှင်ရလုံနေအောင်တော့တချိန်ချိန်မှာတော့မခံနိုင်တဲ့အဆုံလို့မြင်လာခဲ့လိမ့်မယ်ပါကျွန်တော်ကဖွက်မထွက်ခင်ရမယ်ဒါတောင်ဖို့ဆိုတော့ကျွန်တော်မြင်ခပြီးရတယ် ပြီးတော့သူတက်ရှာရတဲ့ရဲ့လိုစခန်းလာရှာတဲ့အကောင့်တွေကလည်းညဘက်နေစုသူမူးနေရပါတယ်ဟိုကောင်ပြောဟိုတချို့တချို့ရဲ့လိုအရက်မရောရတဲ့ရွာတွေမှာသူကြတော့အရက်တော့ရတယ်ပြီးတော့သူကညတိုင်းလိုလိုမူးနေပါတယ်ကျွန်တော်မျက်မြင်ကိုလေးပါသူတွေမူးပြီးတော့ရန်ကောင်းနေရလဲကျွန်တော်မြင်ခါရပါတယ်အရက်တော့မူးနေရပဲလူတယောက်ဟိုနှိမ့်ဆက်ဖို့ဆိုတော့ပြောစရာမလိုပါထင် သူ့ကိုနေရာမှာပဲစကန်းရှာရှာရှာတဲ့နေရာမှာသူ့ကိုမပြိုက်ပြောင်းဘူးပါတယ်။နောက်ပြီးတော့လေအခုရခိုင်ပြည်နယ်အတွင်းမှာလေဖုန်းအင်တာနက်လိုင်းအသုံးပြုလို့ရလာရင်အသုံးပြုလို့ရတယ်ဆိုရင်ရောဘယ်လိုပုံစံမျိုးနဲ့အခုလိုသုံးနေရတာလဲ။ဖုန်းလိုင်းအင်တာနက်လိုင်းကတော့လွန်ခါရေလာလာကျောင်းလာလောက်ကလေးအောင်ဖုန်းလိုင်းအင်တာနက်လိုင်းကပြတ်တောက်နေရလေ။ဒါမဲ့ဟိုသုံးလို့ရရဲ့ဒီကန်ရိုးတဲ့ဖုန်း CDMA တခုတော့ဟေ့ပါရဲ့။ ရစင်ကတ်ကိုလည်းသူအရင်တော့1500နဲ့ကျွန်တော်ဟိုအုပ်ချုပ်မှုအိမ်မှာမဲဖောက်ထားတဲ့စင်ကတ်လေးဘယ်လိုဘူးပြောရလို့ရှိရင်ရစင်ကတ်တွေအရန်တဟုံတဟုံလို့ဈေးတက်လာတယ်ရဲ့အချိန်မှာစင်ကတ်တကတ်ကိုကာလာပေါင်းစီတသိန်းဆိုင်တောင်းနှစ်သိန်းဖြိုက်လာတဲ့အချိန်မှာမဟင်းနေဟင်းနေဒီပြည်သူတွေကအဲအရေးကြီးအရေးကြီးပြောစရာဟိတဲ့လူလေးငွေကြီးရောင်းဖို့ဟိတဲ့လူတွေကတော့ဝယ်ခဲ့ပါတယ်ဝယ်ခဲ့ပြီးရဲ့လူတွေကအပိုင်းမှာ ရက်ကွက်မှာမျိုးတွင်းနေဝေးဆိုတော့အရင်တော့ကလည်းကျွန်တော်အငယ်တုန်းကတော့စိုင်းမုတ်တွေထောင်ပြီးတော့တမနစ်ကိုကိုဘက်ကခေါ်ရင်တမနစ်ကို90ဒီဘက်ကခေါ်ရင်တမနစ်ကို200ရဲ့လိုမျိုးနဲ့ကျွန်တော်ပြောခါရပါတယ်။နောက်ပိုင်းကျတော့ဒူးကရက်စင်ကတ်ကိုတိမ့်ပါရဲ့။အဲဒူးအဲရဲ့လိုကျွန်တော်တို့လောက်ကောင်းကြီးပါတယ်ဒူးဆိုပါလေဆိုဒူးတတင်းပြီးကြီးဒီလိုမျိုးတန်တရားတွေနဲ့ရဲ့လိုစင်ကတ်တွေကိုအားလုံးကိုဒူးတိမ့်ရင်တယောက်မကြံတိမ့်ရင်ပြီးတော့ဒူးထင်းရှုပ်ဝေးငွေလွှဲငွေထုတ်ကအစား တို့နဲ့ဆက်ဆက်ပါရင်ငွေလဲငွေထုတ်ပါရအစားတို့နဲ့ဆက်ဆက်လာရင်ပြီးတော့ဖုန်းပြောရှင်လို့ရင်တို့ရှိတဲ့နေရာအထိတော့ပြောရဘလောက်ပဲဝေးဝေးတနေရာအထိဘယ်နှမိုင်ပဲဝေးဝေးပြောရှင်တဲ့လူက10မိနစ်ကိုပြီးရင်းဆိုလို့ရှင်ဘလောက်ဒီပါစု2000အဲရဲ့ရဲ့လိုမျိုးတို့ကိုပေးတာပြီးပြီးတော့ပြောရတယ်။အဲလိုပြောရတဲ့အချိန်မှာလူတွေကနောက်မှတန်းစီတရားကို3မိနစ်4မိနစ်ကပို့ပြီးတော့မပြောရပြောတဲ့အချိန်မှာလည်းဘီနာမှာရဲ့လိုမျိုးတို့တွေကစိုက်သားတွေကအဲလိုအနီနာစောင့်နေရင် လိုလက်ဆွာတော့ပြောလို့မရလိုလက်လက်ကိုပြောချင်ရင်ပြောလိုက်လို့ရရဲ့လို့တို့ကတော့အားချုပ်ပါပဲနှိမ့်ဆက်ပါပဲရဲ့တော့ကြောင့်သူအကြိုက်လိုက်ပြီးပြောနေရလားတော့မသိရပြောတဲ့လူတွေကတော့အခုချိန်လေးရခိုင်ပြည်ကအေးအေးရှမ်းရှမ်းပဲခဏနေသူကတတင်းကတင်ခရောက်ပြလာလူနဲ့ခရောက်ခရောက်ပြလာလူနဲ့လက်ပိုင်လာလူနဲ့ဒါမဲ့ရေဖုံးဆက်လာတဲ့လူတွေကိုမိကြည့်လိုက်လို့ရှိရင်ရခိုင်ပြည်ကအေးအေးရှမ်းရှမ်းပဲ ကြာတကူကတော့တဘာဝမကြလေမအီရှန်တို့ဒါဘုံပေါက်ဟာလေမိုင်းနင်းဟာတွေကဂျုံတွေ့နေရတာလေအီရှန်ရင်စမှာတော့ရဲ့လူပါလေဂျုံတွေ့နေစရာမလိုပါလေအဲအခုကတော့သူထိန်းချုပ်ထားပါရဲ့ရဲ့တုံးလို့ရတဲ့စီရီယာမီစင်ကက်ကအစသူကတော့ဘယ်အင်တာနက်လိုင်းနဲ့တုံးပြီးတော့ဘယ်လိုတွေလုပ်နေလဲဆိုကျွန်တော်မသိရတော့ကျွန်တော်ပြောပြလို့မရပါဘူးအခုဆိုရင်ဒကာနေမျိုးတွေကမျိုးတွေမထိန်းချုပ်နိုင်ခင်ကအေးအပေါ်ကိုယုံကြည်အားကိုးကြရင်တော့အကိုလက်ရှိချိန်မှာတော့အေးအေးရဲ့လောက်ရကြောင်းထောက်ခံမှုကြာစင်းနိုင်လို့ပြောကြတယ် အဲ့ဒီပုံမှာရောအခုအနေနဲ့ဘယ်လိုမြင်လဲယင်သူအပေါ်ယုံကြည်အားကိုးရလို့တော့မဟုတ်ပါဘူးနော်ဒီအချိန်နီးတခုမှတော့လူတိုင်းကယုံထွက်ရှင်ခဲ့တာလေဒီယုံထွက်မှုကိုနေပြီးတော့သူကဟိုဖော်ဆောင်နေတဲ့လူပေါ့နော်လူတိုင်းယုံထွက်ရှင်တဲ့အချိန်နီးတခုဖော်ဆောင်နေတဲ့လူဆိုတဲ့အခါကျတော့အားပေးတဲ့သဘောလောက်ပါပါတိတ်ပြီးတော့လေသူကိုယုံကြည်အားကိုးရလို့လည်းမရှိပါဘူးအုံနောက်မရှိတဲ့လူတွေကဒါလည်းရင်ပါအစွမ်းရောက်လာရပါတယ်ဒီကောင်လေးမှဒီကောင်လေးမှားမှန်မှန်လူပဲတတ်တတ် အားပဲကျူးလွန်ကျူးလွန်ဒီကောင်လေးပန်းပြီးသားဆိုတော့ဒူဒီရတာလေးလူကြီးအောက်ကိုပြတော့ကျွန်တော်ကတော့သူ့ကိုအားပြီးခဲ့ရောအဆင်သာပဲဟိပါရဲ့လူကြီးအောက်ကိုဆိုတော့မဟိပါဘူးသူ့လိုရကြောင့်ထောက်ခံမှုကြားစင်းလာရဲ့လို့ပြောတယ်သူ့လိုရကြောင့်ထောက်ခံမှုကြားစင်းလာရဲ့ဆိုတော့ဒါပဲရေးတယ်မှာတော့ဟိုဒီကျွန်တော်ပြောရဖို့ဆိုလို့ရှိရင်တော်တော်များများတွေးခေါ်နိုင်တဲ့လူမျက်မျက်တတတွေးတတ်တဲ့လူတွေပဲသူ့ကိုထောက်ခံမှုကြားစင်းလာလိမ့်မယ်ရဲ့လူမျိုးလူတွေရပါပဲ ဘာဖြစ်လို့လဲသိလာရင်လေတပြည့်ပြည့်သိလာရင်လေဒီကောင်လေးလုံနေတဲ့ပုံစံကအစိမ်းမမပြားဟုတ်တယ်လေသူ့ကိုလည်းဗျာဟို तू ကတော့မှလို့ပြင်ပြီးပါလုပ်ပြီးပါဆိုပြီးလောက်ကမဟုတ်ဒါပေမဲ့လည်းသူ့တို့ရဲ့စိတ်ဓာတ်ကိုဒီရဲ့တိုက်ရဲ့လုံရဲ့ခြံရဲ့ဆိုတော့ရှိကျူရေကိုယ်တိုင်မလုံနိုင်တဲ့အလုပ်ကိုသူလုပ်တဲ့အတွက်သူရှိကျူရေဟိုဘလောက်မှဒီလူတွေအားလုံးကဒီလူတွေရှိုက်အောင်ကနေဟာပြည်သူတွေရှိုက်မှာပဲသူ့လိုရှင်နဲ့သူ့လောင်းရှင်နဲ့လမ်းကြောင်းတစ်ခုအပေါ်မှာ ရှင်ကြာကြာအတွန့်ရှင်ရင်းနဲ့ရက်တည်နိုင်ကိုဒီလူတွေမရှိုက်ရည်သူအစားပေတာနဲ့အစားအဖွဲ့အစည်းတခုတည်ထောင်ပြီးအစားမျိုးလောက်ကဲ့ဖို့ဆိုရလဲတော့မသိရသူကရည်လူမျိုးစိုက်တယ်လေမဟိသူကအရင်တင်းနဲ့မကန်ရတဲ့အရှိုးနဲ့တင်းနဲ့ကန်လာပြီးတဲ့အရှိုးရွာပြင်မှာနေရတဲ့အရှိုးနဲ့ရွာထဲဝင်လာတဲ့မြက်ဖွက်ကတူမတူပါရိတ်ကရတဲ့သူကိုအောက်ခံမှုကြီးကြဆင်းရဲကြဆင်းရဲဆိုတဲ့လူတွေကလည်းကျွန်တော်လူမျိုးတက်မြတ်တတ်တာပါနော်တက်မြတ်တတ်တာကကိုကကိုကြက်ရေလူပြောင်းမှာ ီဘက်ကိုလည်းမကြိုက်ဘူးဘက်ကိုလည်းမကြိုက်ဘာဖြစ်လို့လဲဆိုအချိုးမှမပြားအဲကြားစင်လားမဟုတ်ရုပ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 ်လို့ပြောရမှာမဆောင်ယုံကြည်မှုမရှိတော့ရဲ့လူမျိုးပေါ့လက်ရှိမှာတော့တော်တော်များများရေးကလွမ်းမြောက်လာတဲ့လူတိုင်းကသူ့ကိုလုံးဝတော့ကြိလို့တော့မရအဲဒါမှမဟုတ်ကိုယ်တိုင်ကြုံခါရအောင်အခုလက်ရှိဟောင်းပွားဟောင်းပွားလုံးနေရရေးအေးအေးဆိုပြီးအော်နေရအကောင်တွေကသူ့ကိုယ်တိုင်မကြုံခါလို့ရအဝီးမှနေရတယ်မီးပြင်းဘာမှမတိပဲနဲ့ရှောက်အော်နေရတယ် တကယ်တမ်းသူ့ကိုယ်ကလောင်းနေကြည့်တဲ့အခါမှာသိပါလိမ့်မယ်ကျွန်တော်မြင်ရတော့နောက်ပိုင်းဒီပုံစံတိုင်းဆက်လာဖို့ဆိုပြီးတော့မလွယ်မလွယ်မလွယ်စွာတဲ့သူ့ဟာသူ့ကိုထူထောင်သူ့ကိုအားပေးတဲ့လူတစုနဲ့သူ့ဟာသူ့ကိုပဲအစိုးရတရားဖွဲ့စည်းပြီးသူ့ဟာသူ့ကိုပဲထူထောင်နေရလိမ့်မယ်လူနည်းစုတစ်ခုနဲ့ပါလူအများစုကတော့သူ့ကိုအမြင်ကျယ်လာတဲ့အခါမျက်လုံးတွေပွင့်လာတဲ့အခါတော့သူ့ဘက်မှာရှိနေဖို့ကျွန်တော်မထင်ရဘူး ်ခံလာရအောင်ခံလာရတော့တိလာဖို့ပါပြီးတော့အေထိန်းထုတ်ထားတဲ့မြို့တွေမှာ UNLA အဖွဲ့တွေရဲ့ရှေ့မှာတော့စကားပြောတာမလွတ်ဘူးမဝေဖန်ရဲဘူးလို့လည်းပြောကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရော အကိုတိတက်လောက်လေးပြောပြပါအောင်နော်စကားပြောရမှာမလွယ်စွာတဲ့လူအကြိုက်ကိုလိုက်ပြီးနိုင်တော့လူအကြိုက်ကိုနဲ့ပဲမလိုက်နိုင်တာပါလူအကြိုက်ကိုလူကလိုက်ပြီးနိုင်တော့အဆင်ပြေပါသူ့ကိုဖားလိုက်ရားလိုက်အဲ့လိုဟို မြောက်ပြောလိုက်တော့အဆင်ပြေဖို့ပါဒီတိုင်းမကြိုက်ရည်လောက်ပြောရင်တော့ तू ကဒါရခိုင်မြို့သားချင်းချင်းဆိုပြီးညာနေဖို့ထင်ပါတော့မှာလက်ကတော့အင်မတန်မှမြန်အကြိုက်ကိုတော့လိုက်ရတယ်ပေါ့မဝေဖန်ရဲ့ဟာတေချာရဲ့အဲ့လိုဝေဖန်လိုက်ကြည့်လိုက်အဲ तू မှမဟုတ်ပါဘူးဝေဖန်လိုက်ရတယ် तू ကိုအောက်ပြီးတဲ့လူတွေကအစားဝိုင်းပြီးတော့တိုက်ခိုက်ဖို့ဟာတေချာရဲ့ရဲ့လို့ဆိုလို့ရှိရင်ဘာမှမဟုတ်တဲ့ကောင်တွေကတော့တိုက်ခိုက်စီနေတာပြတကယ်ကာယကံရှင်သူတွေဆိုတော့ရဲ့လူကိုပစောင်းအောင်ဖြင်းတော့ဆော့ပိုက်ခဲ့ဖို့မတည်ရစကားကိုလွတ်လွတ်လပ်လပ်ပြောလို့မရ အဲရဲ့လို့ပါကြောရှင်ကပြောလို့မရလွတ်လပ်မှုမရှိသူထိန်းချုပ်ထားရဆိုတော့မြို့ဒီဆိုတာလည်းသူဟိုတော့ပြောဘူးလို့ဖုံးရှည်အောင်ကကိုဆက်ကြပြောလို့မရတာရေးတမီးရေးပါရဲ့အဲလိုဝေးကြီးရအစားအောင်လို့အရာရာခတ်သိသူထိန်းချုပ်ထားရဆိုတဲ့နေရာမှာလွတ်လပ်မှုမရှိဘဲနဲ့ပြောဆိုဆက်ဆံရတယ်သူအကြိုက်လိုက်ရပြီပေါ့အဲသူမကြိုက်တဲ့စကားလုံးမျိုးကပြောခဲ့လိုက်ရေးလူကတော့ပါနဲ့ဖိနေပြောင်းပြီးတက်ရအောင် ပါဇက်တော့တွေဖင်ရောက်လာတော့ညတော့ပေးချတယ်ကျွန်တော်ရှိမှာကိုတိုင်ကသူကလူတယောက်ကိုပေါပိုင်းတာတိုက်ထားအောင်မျက်မြင်ကိုတွေ့လေညတော့မသူမကြိုက်တဲ့ဇာတ်ကောင်ကိုပြောရမဟုတ်ဘူးသူကသူသူတရိတ်ဆန်ပြောလို့ရတယ်သူမကြဲတဲ့စကားပြောပိုက်ဖို့ဆိုပင်တိုင်းကဖိုက်တာပိုက်ကမ်းမီးရေရေဆိုင်တာအဖွဲဝင်နေရှိမှမဟုတ်ဒီရဲ့အဖွဲဝင်နေဆိုတာထားလိုက်အောင်ရဲ့သူ့ရဲ့ဟိုထောက်ဖို့လိုလိုဟို ဘာလဲတိုက်နေမှုလားအစားမှုမသိရင်လူလူတယောက်ရဲ့ရှေ့မှာတော့မှစကောက်မှလို့မရမှရင်တော့ငင်ခံရဖို့တကယ်စိုက်တိုက်နေတဲ့ကောင်မဟုတ်ဒီဟာသူကခံရတာလေစိုက်ကတော့မရှိမှာတော့စကောက်မှလို့မရမှရင်တော့ငင်ခံရမှာပဲနောက်တစ်ခုကလေအကိုရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်အားလုံးကိုအေးအေးခေါင်းဆောင်ဖြစ်သူတွေကထိန်းချုပ်လာမျိုးမလုပ်ဘူးလားယင်မတိကြောကြုံပြနေရလို့အကိုထင်လားအဲ့တူရဲ့ခေါင်းဆောင်ဆိုတဲ့လူကတော့သူပြန်ဖမ်းရတဲ့ခိုက်တန်ကြီးပါ အဲနှိမ့်ဆက်လက်လွန်လာရင်ကြာကြာပါလွန်ခါရခေါင်းနိုင်လောက်ပါအဲကျွန်တော်တိထားတဲ့ဒူးတွေကခေါင်းဆောင်တယောက်ပါလက်ရှိအချိန်မှာတော့ရေခေါင်းဆောင်မှကျွန်တော်မသိရအခုနောက်ပိုင်းမှာတော့ဒူးတွေကခေါင်းဆောင်တယ်လည်းကျွန်တော်မတွေ့ဘူးဒူးခံထားတဲ့တိုက်နေမှုမျိုးဗာနေမှုညာနေမှုပေါ့အရင်တုန်းကစိုက်ကနေတဲ့အကောင်တွေကအရင်တုန်းကငါးဖမ်းတဲ့လူတွေရဲ့လူလူတွေတော့ကျွန်တော်ခဏခဏပြုံဖို့ဝင်မြင်ဖို့ဝင်သူကသူ့လာမနိုင်သူ forest စီသူမဆောင်းနိုင်တဲ့အခိုက်အတန့်မျိုးတွေကိုတော့မြင်ရပါတယ် ဒီအရှိနေကိုမတိကျွံ့ပြုတ်နေလို့တော့ကျုပ်တို့တော့ရရပါသူကထိထိရရလို့ဖို့ဆိုလို့ရလို့ခိုးမှုတွေကမြောက်လာကြကြောင်းမရှိလေသူကကိုယ်တိုင်ကလည်းအလိုလိုလူပါပဲကွာသူကမတိဆိုတော့မှအောက်ခီရလုံနေကောင်လဲရတော့မှနှုတ်လုံလားတရားဆိုတရားလုံးလုံးကညီညီညွတ်ညွတ်နဲ့ကိုခိုးယူနိုင်ခဲ့ပါရဲ့ရတော့ကျွန်တော်ကအတိအကြာကြီးအထက်လူတွေကသူကောင်းဆောင်တွေကမတိကျွံ့ပြုတ်နေဆိုတော့အတိအကြာကြီးပြောလို့မရပါဘူး ်လက်ရှိအခြေအနေကြီးတော့မတိကျကျပြုတ်နေဆိုတာပြောလို့ရတယ်။ဟိုကျွန်တော်ပြောချင်တာနောက်လာမဲ့အခြေအနေတွေလာတွေနှစ်တွေရက်တွေအထိတော့သူတွေမတိကျကျပြုတ်နေဖို့မပြုတ်နေဖို့ဆိုပြောလို့မရပါဘူး။ဒီနေ့ဒီအခြေအနေတွေတော့မတိကျကျပြုတ်နေဆိုတာပြောလို့ရတယ်။နောက်ပြီးတော့ ULA ကအကြမ်းဖက်ကောင်းစင်တက်ပြီးတော့စေဘေးဆောင်ရဲ့အိမ်တွေကိုတိမ်းဆဲတာပဲရှိရလို့ကြားမိရဲ့။အဲ့ဒါကရောဟုတ်လား။အကိုကြီးတက်လာလေးပြောပေးပါလား။ အဲကျွန်တော်ပြင်ရှင်ဇုံးဝဒီမိခွားမျိုးပဲစိုက်ပေးဆောင်နေအိမ်ကိုတင်းစီရီလို့တင်းစီရီဆိုတာရတော့နည်းနည်းဟောဖြစ်ခဲ့နားဆောင်ကလည်းနည်းရင်ကြီးနေတယ်စိုက်ပေးဆောင်နေပြည်စီကိုခိုးယူရီလို့ပြောတာမှန်ပါလိမ့်မယ်ပြန်ပြီးရီပြန်ပြီးမယ်လို့တော့ဒုဘကနေပြီးပြန်ပြောရီတော့ကြားရတယ်ပေါ့ပြန်ပြီးရီဆိုတဲ့အတန်နေရတော့ကြားရတယ်ဒါပေမဲ့လည်းဟိုတချို့တနေရာကပဲသူ့ကိုပဲဟို ူစိုးဖမ်းမိတယ်လို့လို့သဘောဖမ်းမိတယ်လို့လို့ပုံစံလေးတော့ပြောရှင်ခဲ့။ဒါမဲ့လည်းပျောက်လာတဲ့အဟာတွေကဟိုအခုတရားဆိုလို့ရှိရင်သူ့ပြန်ပေးရ10ခုပါ။ကျန်တဲ့90ကဘယ်ချောင်းကလာထားလိုက်လဲတော့မသိဘူး။ဟိုသူကလူကားတော့နည်းနည်းဝါတယ်။ရက်ွက်တစ်ခုကျေးပါတစ်ခုမှသူ့ရဲ့လူတယောက်ကိုထားရင်အတွင်းကြကြသေးတဲ့လူတယောက်ကိုထားရင်ရဲ့လူကနေပြီးတော့မှဒီအိမ်မှာဘလို့ရှိရဲ့ဒီမိသားစုကဘလို့ဘလို့ဆိုတော့သူက ရဲ့သူခန့်အပ်ထားတဲ့သူကိုယ်တိုင်ကတည်ပြီးသားအဲပြီးတော့ရဲ့သူရဲ့မြေရှင်မှာလက်ရှိနေနေတဲ့စိုက်သားတွေကလည်းတည်ပြီးသားလေမျိုးတဲ့နဲ့မစိမ့်တဲ့ကောင်းလေးနဲ့ပါအောင်ဒီခါကျတော့ဥမာနမဲရတဲ့လူတွေနည်းနည်းအထုပ်အထည်ရှိတဲ့လူတွေရဲ့အိမ်အဲ့လိုအိမ်မှာလူမနေချိတ်ပိတ်ဖို့ပါပိတ်ပိတ်လိုက်ပါလားတဲပြက်ဒီတဲအူတွေလည်းရှိရပါလေအိမ်တိုင်းစိပိတ်လိုက်ပါလားသူကရဲ့လိုမျိုးတော့မပိတ်ပြဟိပါကြီးဆိုတဲ့လူတွေကိုပဲပိတ်ပါတေးချာတယ် ဘသူသိသိရဆိုတာဟာတော့မှပါသူခိုးอยู่ပါပါတင်းပေါ်နဲ့တင်းရင်အဲတချို့တချို့ကျတော့မှောင်တဲ့အချိန်မှာအဲ့လိုကားရင်းနဲ့အဲ့လိုပတ်တင်းရင်လို့ပြောတာပစ္စည်းတွေကိုရကြတော့ကိုယ်တိုင်းမမြင်ခါရအဲ့လိုအတီးတရားကတော့ပြောရပုံတွေနဲ့တင်းလာသူမျက်စိနဲ့မြင်လိုက်ရတဲ့ပြည်သူပိုင်းပစ္စည်းတွေပေါ့ဗျသိသိရဆိုမှပါတကယ်တမ်းခိုးอยู่ပါပါဟုတ်ကဲ့ကိုကြီးနောက်ဆုံးအနေနဲ့မေးချင်တာကတော့ ULA ထိန်းချုပ်မှုအောက်မှာရောက်နေရဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့တွေရဲ့လက်ရှိကုံစင်းနှုန်းအခြေအနေနဲ့ရခိုင်ပြည်သူတို့ရဲ့စားဝတ်နေအခြေအနေကိုတိတိလောက်လေးပြောပြပါအောင်နော်။ကုံစင်းနှုန်းကတော့ဒုဥမမထုတ်လက်ဟာပြည်သူတွေစားတဲ့မာမားပဲဖြစ်ဖြစ်ယူစင်နာပဲဖြစ်ဖြစ်တက်ကောင်တွေကဘာထုတ်တက်လို့လဲ။ရိုးပေါ်တက်ပြီးမြိုက်ထုတ်တက်ရင်မြိုက်ချူပြစားနေပါဒီလောက်ပဲ။အဲကျွန်တော်တွေ့လိုက်ပါရဲ့ဘယ်တည်င်းဌာနလည်းမသိတင်နာတွေ့လိုက်ရဲ့ ယူဇနာတထုပ်ပြန်ပြအရင်တော့က400 350 400ကိုသူ2500နဲ့သူရဲ့စီမံကိန်းခွဲမှုအောင်မရောင်းချနေရပြီပါ誒။ရဟန်းနဲ့ပို့ပြီးတော့ဈေးတင်ရတော့သူကဖန့်ရတဲ့ရဲ့လိုမျိုးတော့ကြားရတယ်။သူ့ပြင်မဲ့လည်းမဖြစ်နိုင်တဲ့အနေအထားကြီးလေး။အာဆောက်ဝင်နေရတော့သူရှိတဲ့နေရာမှာဖုံးပြောနေရတဲ့လူတွေကပြေးလေပြေးလေလို့ပဲပြောဖို့။တကယ်တမ်းကတော့မပြေးလေ။900ရန်ပစ္စည်းတစ်ခု9000နဲ့ဝယ်နေရတယ်ပစံပြေးလေပေါ့ရော။ တို့လည်းမလောက်တတ်လေတို့လောက်တတ်အားစားရင်ခိုးတဲ့ဝက်တဲ့ပတ်တတ်တဲ့ရာပဲဟိရအောင်အခုအချိန်ဟိုရခိုင်ပုံစံပြီးမိခဲ့လိုက်စားတောက်ရအဆင်ပြေလာဝေးပြီလို့ပဲပြောမှာရသေးချာရဲ့တော့အမောင်ချတာတဲ့နေရာတည်နေညုံညုံကြီးကြီးနဲ့ရဲ့လို့ညှောက်ဝေးပေးဖို့လူဟိနေလို့ရောက်ပါကျွန်တော်အနေနဲ့လေဟိုကိုမိသားစုတွေနဲ့လာပြောပြလိုက်တော့အမြဲတမ်းအဆင်ပြေနေရပါပဲ ဟိုသူ့ရဲ့အကြောင်းကိုရဲ့လို့နောက်ကနေပြီးတော့ပြောနေတယ်လူရှိလို့သားမင်းအမှန်အကန်ကိုသိရအဲ့လိုဇီးတင်ပြီးမရောင်းရအဲဘယ်ရောင်းလို့ရဖို့လဲယူဇနာတထုပ်ကို2500 3000လောက်တင်ရအောင်ဘယ်အဆင်ပြေပါအခုတော့2500ဖြည့်နေရလေး